ကမီးတော်တာတော်တန်ရှန်းတော်ဝိညာဉ်တော်ဤနာမတော်မြတ်၌အာမင်ဖျားသခင်သည်တနောနေရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေတန်ယောဟန်ရေးထားသောကျမ်းတုစကားသည်အိုဖျားသခင်ကိုရောရှန်အောင်ဘုံတော်ကုံတော်ရှိပါစေတန်ယောဟန်ခန်းကြီး7ခန်းငယ်27မှ33 36မှာ38တန်းဒီကဲ့သို့ဘိန်တော်မူကြီးနောက်ယေရှုသည်စိတ်တော်ကရောက်၍သင်တို့အားဧကံအမှန်ငါဆိုသည်ကသင်တို့ထဲမှတဦးသည်ငါကိုယံသူလက်သို့အပ်လိမ့်မည်ဟုဘိန်တော်မူ၏ကိုရောသည်ညီသူကိုယဉ်ညံပြောဆိုကြောင်းသေချာမသိကြသောကြောင့်တပည့်တော်တို့သည်တဦးကိုတဦးကြည်နေကြ၏ကိုရော၏တပည့်တော်များထဲမှ ယေရှုခရစ်တော်မူသောတပည့်တော်သည်ကိုရော၏ရံခွင်အနီးတွင်လျှောက်ရရှိ၏ထို့ကြောင့်စီမွန်ပေထရုကသူအားကိုရောသည်ဤသူကိုရှင်ညာပြောဆိုကြောင်းမေးလျှောက်ရင်အရေးအကဲပြလေ၏သို့ဖြစ်သည့်သူသည်ယေရှု၏ရံခွင်နှင့်နီကက်စွာလဲလျောင်းရန်တကံဖျားထိုသူသည်ဤသူဖြစ်မည်ဟုကိုရောအားမေးလျှောက်လေ၏ယေရှုက ဤပါပုံတစ်ဖက်ကိုနှစ်ပြီးငါပေးမိသူကိုသူကထိုးသူပင်ဖြစ်သည်ဟုမိန်တော်မူ၏ဤသို့ဖြင့်ကိုရောသည်ပါပုံတစ်ဖက်ကိုနှစ်ပြီးသောအခါ၎င်းကိုစီမောဣစကာရိယုဤတာဂျူဒာကပေးလေ၏ဂျူဒာသည်ထိုးပါပုံတစ်ဖက်ကိုခံယူပြီးနောက်စာတန်နှင့်ဆိုသည်သူ၌ဝင်လေ၏ ယေရှုကလည်းတင်ပြုလုပ်မိအမှုကိုအလင်းအမြန်ပြုလို့ဟူသူအားမိန်တော်မူမည်ထိုအချိန်၌ကိုရောသည်ယူဒာအားအဘယ်ကြောင့်ဤသို့မိန်တော်မူသည်ကိုစပွဲတွင်ထိုင်နေသူတဦးမျှမသိကြပေယူဒာသည်ငွေအိတ်ကိုကန်ရသူဖြစ်သောကြောင့်ယေရှုကပွဲတော်အတွက်လူအပ်သည်များကိုဝယ်ယူရန်သို့မဟုတ်ဆင်းရဲသားတို့အားတစုံတရာပေးခြင်းရန်အတွက်ပြောဆိုခြင်းဖြစ်သည်ဟု အချို့ကထင်မှတ်ကြ၏ဤသို့ဖြင့်သူသည်မုံတစ်ဖက်ကိုခံယူကြည့်သောအခါအပြင်သို့ချက်ချင်းတက်သွားလေ၏ထိုအချိန်ကညအချိန်ဖြစ်သည်ဤသည်ကခရစ်တုသခင်၏ညက်တော်အေးဝင်ကလေးတရားတော်ပေသည်အိုခရစ်တုသခင်ကိုရောရှင်အားချီးမွမ်းတော်ဗနာရှိပါစေ May the words of the gospel wipe away our sins ပုဂ္ဂိုလ်သမားတစုပြားရဲ့ကောင်းကြီးတော်တန်ရှင်းတော်ဂျူဘလီနစ်ရဲ့ကောင်းကြီးတော်ယေရှုသခင်ရဲ့ဒုက္ခဝိဒနာခံနိုင်တဲ့ကောင်းကြီးတော်တန်းထုံလွမ်းထုံနဲ့တန်ရှင်းတော်ရဲ့တတ္တပတ်ကတနင်္လာနေ့ညချမ်းရပါစီလို့ Father စူတောင်းမြတ်တာဘုရားရင်နဲ့နဗံကတန်ရှင်းတော်ရဲ့တတ္တပတ်ကအင်္ဂါနေ့ဖတ်ကြားတော်ရှိရမယ် အေဝံဂေလိကျမ်းစာတော်မြတ်ချက်တဲ့တန်ယောဟန်အခန်းကြီး7တခန်းငယ်27ကနေ33 35နေ38ထိဖာဒါရုဖတ်ကြားခဲ့ခြင်းဖြစ်ပါလေဒီနေရာမှာနော်ထူးထူးခြားခြားမှတ်သားထားရမယ်နော်ဒီအချက်တစ်ချက်ကဘာလဲဆိုရင်တုတ္တအနေနဲ့ပဲဖြစ်ဖြစ်ရတ္တအနေနဲ့ပဲဖြစ်ဖြစ်မှတ်သားထားရမယ်အကြောင်းအရာကဘာလဲဆိုရင် ်တန်ယောဟန်ရဲ့အေးဝံဂလိကျမ်းစာတော်မြတ်ထဲမှာတော့ဖော်ပြထားတဲ့ဒီအကြောင်းအရာတွေတော်တော်များများဖာသာပြောခဲ့တယ်။တော့ရာခိုင်ရာခိုင်နှုန်းနဲ့တော်ပြီဆိုရင်တော့ဒီ60ရာခိုင်နှုန်းလောက်ကိုဒီစန်ဒူယိုမှာအေးဝံဂလိကျမ်းစာတော်မြတ် Synoptic Gospels လို့ခေါ်တဲ့တန်မာတိဦးတန်မာကူတန်လူကာရဲ့အေးဝံဂလိကျမ်းစာတော်မြတ်ထဲမှာ မတွေ့ရဘူးထို့သူပဲအဲ့ဒီစင်တူယိုမှာအေဝင်ကလေးကျန်းစာသုံးဆောင်ထဲမှာပါတဲ့အကြောင်းအရာလည်းပဲတန်ယောဟန်ရဲ့အေဝင်ကလေးကျန်းစာရောမြတ်ထဲမှာမပါတလောက်ကိုနေပါတယ်ဒါပေမဲ့နတ်ဘန်ကဖာဒရုဖတ်ကြားထောက်ရှုမဲ့တန်ယောဟန်ခန်းကြီး73ခန်းကြီး27ကနေ33 35ကနေ38ကတော့ဖြင့်တန်မာတေဦးတန်မာကူ တန်လူကာတန်ယောဟန်အေဝံဂေလိကျမ်း၄ဆောင်လုံးမှာပါဠိတော်ကိုထူးထူးခြားခြားတွေ့ရပါတယ်။ဒါကြောင့်မလို့သေးသေးခြားခြားလေးမှတ်သားထားစီချင်ပါတယ်။နော်။ယေရှုသခင်ရဲ့ဒုက္ခဝေဒနာခံတန်းကတော့မေဆုတဲ့နော်ဒီအကြောင်းအရာတွေကိုအေဝံဂေလိကျမ်း၄ဆောင်ရှိတဲ့ထဲမှာ၄ဆောင်လုံးမှာအတိအပြီး ပေါ်ပြထားတဲ့စူတာကိုမှတ်သားရပါတယ်။ Okay ဆိုတော့ဤကဲ့သို့မိန်တော်မူကြီးနာလို့ဆိုထားပါတယ်။အဲ့ဒါကဘာလဲဆိုရင်တော့ Father တို့ဒီပြီးခဲ့တဲ့ဒီရက်ပိုင်းတုန်းကတော့ပြီးခဲ့တဲ့ပတ်တုန်းကတော့ Father တို့ဖတ်ခဲ့တယ်။အဲ့ဒီတည်းမှာဘာတွေဖတ်တယ်လဲ။ဘာကြောင့်ရဖတ်ခဲ့တယ်လဲဆိုရင်ယေရှုသခင်ဘာတွေမိန်ကြားခဲ့တယ်လဲဆိုရင်သူနဲ့သမီးတော်ဖျားတော့ဒီ တပေါင်းပစည်းတွေရှိတယ်ဆိုတဲ့အကြောင်းပြီးတော့မှသူဟာခမီးတော်ပြားဆယ်လွတ်တဲ့သူဖြစ်တယ်ဆိုတဲ့အကြောင်းမနေ့ကလည်းပဲ father တို့ဒီမြတ်တာတန်ဝဲတနင်္လာနေ့မှာ father တို့ဘာတွေတီးဆိုခဲ့တယ်လဲဖတ်ခဲ့တယ်နော်တန်လူကရဲ့အေးဝံဂလီကျမ်းစာတော်မြတ်ထဲမှာဘာတွေကြားခဲ့ရတယ်လဲဆိုရင်ဖရာသခင်နာမတော်၌ကြွလာတော်နေကိုရောဒီမင်္ဂလာရှိတော်မူပါ၏ ဒါဝိရဲ့သားတော်နော်မိန်းလာရှိစီတတိလို့မနေကဖာသာတို့တောင်းတောင်းဖြတ်ဖြတ်အုံခက်အုံလက်တွေယူပြီးတော့မှကြိုးစုခဲ့ကြတယ်မနေရဖာသာတို့နာဒီယေရှုသခင်ဂျေရုဇလင်မြို့ထဲကိုကြွဝင်နေနေ့ကိုနော်မဲ့ရတဲ့နေနဲ့ဖာသာတို့ဒီအုံခက်အုံလက်နဲ့နော်အုံခက်အုံလက်တွေယူပြီးတော့မှကြိုးစုခဲ့ကြတယ်ဒါပေမဲ့အဲ့လို့ ယေဇဗကင်ခေတ်ကမှာရှိခဲ့တဲ့ဣသရေလမျိုးတွေဟာယေဇဗကင်ကိုမနေ့ကเนาะဖျားရှင်ရဲ့နာမတော်၌ကြွလာတော်သူတွေမင်္ဂလာရှိပြီလို့ဆိုပြီးတော့မှမနေ့ရဒီနေ့မနက်ပံတပတ်ကเนาะကဲပြီးတော့မှเนาะဖနွဲကတောက်ကြနေကြီးရောက်တဲ့အခါကျလို့ရှိရင်ငားရပဲခြားသေးတယ်เนาะတနင်္ဂနွေတနင်္ဂနွေအင်္ဂါဗုဒ္ဓဂျာရီ ောက်ကြเนาะငါရချာပြီးတာလေအဲ့ဒီလိုဖျားရှင်နာမတော်နဲ့ကြွလာတော့ကိုတော်ဒီမင်္ဂလာရှိတော်မူဤဒါဝိရဲ့သားတော်ဒါလာဒီကောင်းကြီးမင်္ဂလာရှိပါစေလို့အကြီးအကျယ်အော်ခဲ့တဲ့ဒီလူဟာငါရဲ့ပြည့်သွားတာနဲ့ဒီလူကိုလောက်ဝကတိုင်တက်ပါဒီလူကိုလောက်ဝကတိုင်တက်ပါဆိုပြီးတော့မှเนาะယေရှုသခင်ကိုအဲ့လိုပြန်ပြီးတော့မှအော်ခဲ့ကြတယ်။ဘာကြောင့်လဲ။เนาะ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ဘာသာရေးဂျန်တွေမိသွားလို့ပြီးတော့မှဒါဒီဂျူးဘာသာရေးခေါင်းဆောင်တွေသူတို့ရဲ့နောက်လိုက်နောက်ပါတွေနော်သူတို့ရဲ့သူတို့ ਨੇ တသွေးပညာတဲ့ရှိနေကြတဲ့သူတွေရဲ့ဩဇာကြောင့်သူတို့တွေရဲ့နော်မက်လုံးပေးနိုင်မှုတွေသူတို့တွေရဲ့နော် လက်ထိုးနိုင်မှုတွေကြောင့်မလို့ဒီမနေ့ကယေရှုခရစ်ကဖျားရှင်နာမတော်၌ကြွာလာတော့သူချက်တယ်လို့တောင်းတောင်းဖြတ်ဖြတ်အာကောင်ချက်မချက်လူမတက်អော်ခဲ့တဲ့ဒီလူအုပ်ကြီးဟာနော်၆ရက်မြောက်တဲ့နေ့မှာကားရင်ပေါ်မှာတက်မှာကားရင်တက်မှာဆိုပြီးတော့မှအကြီးကျယ်អော်ခဲ့ကြတယ်အဲ့ဒီအချိန်မှာ father တို့မပါဘူးအရေးကြီးတယ်ဒါမို့ အဲ့ဒါလို့ပါဖို့တော့မလုပ်ဖို့လိုတယ်လေဘာသာရေးခေါင်းဆောင်တွေဆိုတဲ့သူတွေရဲ့ခြင်းကိုမမိဖို့အရေးကြီးတယ်နော်ဒီသူတို့ရဲ့လာပြောဆိုချက်တွေဟောကြားချက်တွေကိုတေးသိမ်းချာချာမှန်သလားမှားသလားဆိုတာကိုပြီးတော့မှဂျမ်းတဲ့အနေသလားဆိုတာကိုသိသိချာချာနေစမ်းစစ်ဖို့လိုအပ်တယ်နှုတ်ဘုံလို့ရှိရင် Father တို့ဟာနော် မနေ့ကယေရှုသခင်ကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့တယ်။ဖခင်ရဲ့နာမတော်နဲ့ကြွာလာသူမက်ဆီယာကယ်ရှင်ရှင်ပြီးတော့မှနောက်ဒီဘယင်တကာတို့ရဲ့ဘယင်ဆိုပြီးတော့မှ Father တို့နောက်ကြိုဆိုခဲ့ကြတဲ့ဒီကောင်းဆောင်ကြီးကိုဒီပုပ်ကိုမြက်ကို၆ရက်မြောက်တဲ့နေ့မှာလောကကတိုင်တဲမှာလောကကတိုင်တဲမှာဆိုပြီးတော့မှတစားစားអော်တဲ့เนาะ တရားမဲ့တဲ့တရားနှဲ့တဲ့တရားပြက်တဲ့လူအုပ်ကြီးမဖြစ်ဖို့ကြိုးစားကြရအောင်တခါပါယေရှုသည်စိတ်တော်ကားရောက်၍သင်တို့အားငါဧကံအမှန်ဆိုသည်ကသင်တို့ထဲမှတူးသည်ငါ့ကိုယံသူတို့၏လက်သို့အပ်လိမ့်မည်ကိုရောသည်မြည်သူကိုယဉ်ညွန်းပြောဆိုကြောင်းသိကြမသိကဲဒီနေရာမှာသင်တို့ထဲမှတူးတယောက်ဒီငါ့ကိုငင်းပယ်လိမ့်မည်ငါ့ကို နော်ဒီယန္တူတို့လက်တော့အဲ့လိုက်ပြီလို့ယေရှုသခင်ဆိုထားပြီးပြီနော်ယေရှုသခင်ကဂျူးတိုက်စ်ကတော့ရေမဲမဲလို့အဲ့လိုလက်ညှိုးမထိုးဘူးနော်အရေးမပေးတယ်နော်ဘရော့ဆောင်အရေးမပေးတယ်နော်ငါ့ကိုအဲ့နိုင်နဲ့သူတယောက်ရှိတယ်မင်းတို့တရားငါ့ကိုတယောက်အဲ့နိုင်လိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီချိန်မှာနော် ဘသူလဲလို့မေးလိုက်တယ်ဘုရားဆောင်ယေရှုသခင်အရိတ်အမှတ်ပြလိုက်ပြီနော်ပြီးတော့မှဒီထက်ပို့ပြီးတော့မှတိကြတယ်နော်ဒီအရိတ်အမှတ်ကိုယေရှုသခင်ထပ်ပြီးတော့မှမိန်ကြားတယ်အခုမုတ်တစ်ဖက်ကိုယူပြီးတော့မှနော်ဒီယေရှုသခင်ရဲ့သွေးတော်ကိုဖြတ်တာမဲ့ဒီစစ်ကြီးဟိုတက်ပြီးတော့မှ ပေးလိုက်တဲ့သူဟာအဲ့ဒီလူပဲလို့ပြောလိုက်တယ်။အဲ့လိုပြောလိုက်တဲ့အခါမှာယေရှုသခင်မုတ်တစ်ဖက်ကိုဟောဒီမုတ်ကိုဖဲ့ပြီးတော့မှဒီသပြည့်တဲ့နဲ့ပြီးဘုသူ့ပေးလိုက်တာ ਨੇ ။တော့ဒီဣစကာရုရဲ့တာဂျူးတာကိုပေးလိုက်တယ်။တော့ဣစကာရုရဲ့တာဂျူးတာကိုပေးလိုက်တယ်။အဲ့ဒါကယေရှုသခင်ဘာပြောလိုက်တယ်လဲ။သူ့ပဲလို့ပြောလိုက်တာ။ ဒါပေမဲ့အဲ့ဒီအချိန်အထိတပည့်တော်ကြီးတွေဟာအော်ယူဒိုက်စကာရုတ်ကအားလုံးရဲ့ပတ်စံအိတ်ကိုခိုင်းတာဒါကြောင့်မလို့ယေရှုသခင်ရောသူ့ရဲ့တပည့်တော်ကြီးတွေလည်းပဲသူတို့ကနော်ဘာသာရေးကောင်းဆောင်ကြီးဟောကြားနေတဲ့သူတွေဖြစ်လို့သူတို့ကအလိုဘူးလို့ချွင်းချက်ပဲတော့မှယေရှုသခင်နော်ကိုလွတ်ရုံတော်မျိုးတွေဖယ်တော့မှမလုပ်ဘူး။ဒါကြောင့်လေယေရှုသခင် နော်ဒီတန်မာတေဥခန်းကြီး9ခန်းငယ်16ကနေ16မှာရေးထားတယ်လို့ပဲနော်သူ့ကြောင့်နဲ့ပတ်သက်ပြီးတော့မှအသက်လက်ကလေးတစ်ခုနဲ့တစ်ခုကမှနော်လားမပြည့်စုံနေနဲ့ဒီမပြောက်ပြဲရရဘူးလို့ဆိုထားတယ်ကဘာကြီးကသာလဲကုံငိုင်းကုံသားမယ်ဒါပေမဲ့သူ့ကြောင့်နဲ့ပတ်သက်ပြီးတော့မှတရားဥပဒေကျမ်း prophet ကျမ်းတွေမှာရေးသားထားတဲ့အကြောင်းအရာတွေဟာ မပြည့်စုံတာပဲနဲ့အသက်လက်တစ်ခုလေးတောင်မှအကြောင်းမခံဘူးလို့ယေရှုသခင်မိန့်ကြားထားတာကြောင့်မို့ယေရှုသခင်ကဒီပါစကာကာလမှာ Father Ruth ပါစကာရဲ့ကျင့်စဉ်ဖြစ်တဲ့ပုံမှုစုတောင်းခြင်းဝါရောက်ခြင်းဂယုဏရေးလုပ်ခြင်းလှုပ်ဆောင်ခြင်းဆိုတဲ့အတိုင်းပဲယေရှုသခင်နဲ့သူ့ရဲ့တပည့်တော်ကြီးတွေလည်းပါစကာဝယ်ရောက်လာလို့ရှိရင်သူတို့ဒီပိုင်းတိုင်းလူအပ်တဲ့ပစ္စည်းတွေကိုဝယ်ချမ်းပြီးတော့မှတော့ဒီ လူအပ်နေတဲ့သူတွေချူတက်နေတဲ့သူတွေကိုတွားရောက်ပြီးတော့မှကူပေးလိမ့်ရှိတယ်။အဲဒါကြောင့်မို့အခုယေရှုသခင်ကဂျူဒိုက်စကာရုတ်ကိုအဲ့လိုပြောလိုက်တာဟာအဲ့လိုမင်းကြားလိုက်တာဟာလောက်ရာရှိတာပါစကာပွဲအတွက်လောက်ရာရှိတာပြင်ဆင်တဲ့နာတွေတွားပြီးတော့ပြင်ဆင်လို့ပြောတယ်လို့တပည့်တော်ကြီးတွေဟာယူအာဆိုတာ ਨੇ အဲ့လိုပဲသဘောပေါက်ခဲ့ကြတယ်။နော်ဒီနေရာမှာနောက်ပြောပြီးပြီယေရှုသခင်ကသူ့ကိုအဲ့နာမဲ့သူရှိတယ်ဆိုတဲ့အကြောင်းမင်းကြားလိုက်တယ် နောက်တစ်ချက်ကအတူလဲဆိုတာလည်းပဲမဲမဲလို့ယေရှုသခင်ပညုမထုတ်ဘူးဒါပေမဲ့တော့ယေရှုသခင်လုတ်ပြလိုက်တဲ့အရာကဘသူလဲဆိုတာကိုဒါပေါ်ပြတာဒါပေမဲ့တတိယကြီးပြသဘောမပေါက်ဘူးဒုံးဝင်းနေတော့မယ်ရှိသေးတယ်ကဲဒီနေရာမှာအဓိက father ထောက်ယူချင်တဲ့ဒီကြောင်းညာပါလို့ဆိုရင်ဂျူဒိတ်စကာရော့ကယေရှုသခင်တွေးလိုက်တဲ့ဒီအစာကိုစားပြီးရမယ်ဒါဖြစ်သွားတာ ဟုတ်လားနော်သူကကြိတ်ကြမဲ့နှက်ဆိုးဝင်သွားတယ်လို့ဆိုပါတယ်ဟုတ်လားနော်နှက်ဆိုးဝင်သွားတယ်လို့ဆိုပါတယ်ကဲနော်ယေရှုသခင်ကသူ့ရဲ့သွေးသားကိုကျွေးလိုက်တာသေဖို့မဟုတ်ဘူးရှင်ဖို့ကျွေးလိုက်တာဒါပေမဲ့ဂျူးလိုက်စာရုပ်ကပါပြစ်တာနဲ့တောင်စားပြီးတာနဲ့နော်ကို့ဆရာတပားဆိုတဲ့အဲ့ဒီကျေးဇူးတရားတော်ကမတိလောက်အောင်တရားမဲ့သွားတယ်တရားပြောက်သွားတယ် နော်အဲ့ဒါဘာကိုသွားပြီးတော့မှနော်ဒီအမက်ရစေတယ်ဆိုရင်ကဘာဦးကျဲမှာနော်ဖျားသခင်ဖန်ဆန်းတဲ့ Father တို့အားလုံးရဲ့မိဘဦးဖြစ်တဲ့အာဒမ်နဲ့ဧဝါဖျားသခင်သူတို့ကိုဒီလောက်ထိဟဲ့လားနော်ဒီချက်လို့ဖန်ဆန်းခဲ့ပြီးဒီလောက်ထိသူတို့ကိုခြေဝေးမီးမလောင်နဲ့ဝေးမီးမလောင် မီးမလောင်အောင် နောက်ထားပေးခဲ့တာတောင်မှသူတို့ကမလုပ်တာနဲ့နှက်ဆိုးကရှားရောင်းတာ ဒီနေရာမှာနှက်စွားဖူးပြီးတော့မှယော့လို့ပေးလိုက်တာမဟုတ်ဘူးနော်အဲ့ဒီတားမြစ်ထားတဲ့အသေးကောင်းမကောင်းကိုသိတဲ့အသေးကိုနှက်စွားဖူးပြီးတော့မှယော့စားစားဆိုပြီးတော့အတင်းကြီးသူတို့ကိုခွန်ကြွေးခဲ့တာမဟုတ်ဘူးပြောပြရုံပဲနော်ပြောပြရုံပဲဘလောက်ထိသူတို့ဟာတရားမဲ့တယ်လဲတရားနဲ့တယ်လဲတရားပြက်တယ်လဲဆိုတာစမ်းသပ်ကြည့်လိုက်နော်နှက်စွားပြောဦးနဲ့ပြောကြတာသူတို့ဒါပေမဲ့ တကယ်လက်ကိုဆက်ပြီးတော့မှခူးလိုက်တဲ့သူတွေကဘယ်လိုလဲဖရာသခင်ဖန်ဆန်းတဲ့ဖရာသခင်ရဲ့သားသမီးတွေဖြစ်တယ်အဲ့ဒါနဲ့စားလဲစားပြီးတော့သူတို့နဲ့ဖရာကလုံးဝခြားသွားပြီခုနပြောတယ်ယေရှုသခင်เนาะဖဲ့ပြီးတော့မှကျွေးလိုက်တဲ့အဲ့ဒီပေါုံပေါုံတစ်ဖက်ကိုစားပြီးတာနဲ့ဂျူဒိတ်စကောတို့ရဲ့စိတ်ထဲမှာအာဝင်သွားတာနဲ့နှက်ဆိုးပူးသွားတယ်နှက်ဆိုးဝင်သွားတယ်လို့ဆိုတာတယ် ဆိုလိုချင်တာကိုယ့်စရာတမန်မသိတော့ဘူးเนาะသူ့မှာပတ်စံရဖို့ပဲအရေးကြီးနေတယ်အဲ့လိုပဲအာဒမ်နဲ့ဧဝတို့ကလည်းပဲငါတို့ရဲ့ transition ဆိုတဲ့အဲ့ဒီကျေးဇူးတရားကိုအဲ့ဒီကျေးဇူးဂုဏ်တော်ကိုเนาะဘာဖြစ်တာလဲမထောက်ရှုနိုင်တော့ဘူးမငဲ့နိုင်တော့ဘူးသူတို့ဟာစားပြီးတာနဲ့စားရဖို့ကပိုရေးကြီးတယ်စားပြီးတာနဲ့ကြကြံတယ်သူတို့နဲ့ဖျားရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောဘေးကွာသွားကြရတယ်။ဒါကြောင့်လည်းအေဒင်ဥယျာဉ်ထဲကနေအပြန့်ကိုမောင်းထုတ်ခြင်းခံကြရပါမယ်။ဆိုတော့ဒီနေရာမှာတော့ Father Root အနေနဲ့เนาะယေရှုသခင်ရဲ့ဒီအသားတော်ကိုပတ်စံဒါမှမဟုတ်လည်းပဲတချို့ကနေစံတချို့ကပတ်စံတချို့ကလစံပြည့်ယူနေပြီပဲ Father Root ဟာအဲ့ဒီ ယေရှုသခင်ရဲ့သွေးတော်သားတော်ကိုပိတ်ယူပြီးတော့မှဂျူဒက်စကာရုတ်လိုနတ်ဆိုဝင်သွားပြီလားဝင်နေသလားအာဒမ်နဲ့အေဝါတို့လိုမစားတဲ့လူဒီညတားထားတဲ့ဒီအသီးကိုသူတို့ကိုယ်တိုင်ကူးပြီးတော့မှစားပြီးဖျားသခင်ကိုထိကပ်စော်ကားနေတဲ့သူတွေဖြစ်နေသလားလို့ဖာသာတို့ကိုယ့်ကိုယ်ကိုပြင်ပြီးတော့မှစံနာပါယေရှုသခင် ဖာဒါတို့အားလုံးကိုကျွေးရဲ့သူ့ရဲ့သွေးတော်သားတော်ဟာသေစေဖို့မဟုတ်ဘူးနော်သေစေဖို့မဟုတ်ဘူးသူ့နဲ့ဝေးကွာပါဖို့မဟုတ်ဘူးသူ့နဲ့ပုံပြီးမှနီးစပ်ဖို့နော်သူ့နဲ့ပုံပြီးတော့မှနော်ဒီယဉ်နီးဖို့အတွက်နီးစပ်ဖို့အတွက်ယေရှုသခင်ကအတူတူကြွေးခဲ့တာအဲ့လိုကြွေးခဲ့တာမှန်တယ်ဖာဒါတို့လည်းပဲပြင်နေတာမှန်တယ်ဒါပေမဲ့ပင့်လေပုံနဲ့ဆို ဝဟန်လေးဖြတ်နေသလားဆိုတာကိုလည်းပဲပြန်ပြီးတော့မှစမ်းသာကြည့်လိုက်ပါ။နောက်ဒီတက်ပို့ပြီးတော့မှစမ်းသာဆရာက Father Road လို့ပေါ့နော်။ဘာကြောင့်လဲ။ကိုကိုတိုင်းကယေရှုသခင်ရဲ့နော်ဒီဒါတော်ကိုဖန်ဆင်းတယ်။ကိုရောမြစ်ကိုဖန်ဆင်းခွင့်ရှိတဲ့သူတွေပြီးတော့မှ Father ကတော့ဒါတပါးတည်းပဲမိသားပူဇော်လို့ရှိရင်ဘာသာသူတွေနဲ့တပါးတည်းပူဇော်လို့ရှိရင် ဖာသာကသွေးတော်သားတော်နှစ်ခုလုံးပြန်နိုင်တယ်။ဘာကြောင့်လဲဆိုရင်ဒီမှာကလက်နဲ့ပြန်တယ်။လက်နဲ့ပြန်တဲ့ဖာသာမကြိုက်ဘူး။ရှင်းရင်ပြောမယ်ဆိုရင်ဒါပေမဲ့မလန်းဆန်းနိုင်လို့နော်ဟုတ်လား။အများကဒီလိုဒီစနစ်ကိုအဲ့လိုသွားတဲ့ခါကျတော့နော်ဒီလက်နဲ့အဲ့လိုပြန်နိုင်ရတယ်။ဘာကြောင့်လဲဆိုရင်တချို့လာပြန်တာအယူအသေးလုံးမှမရှိဘူး။ဟုတ်လား။အယူအသေးလုံးမှမရှိဘူး။ဟိုတခုခုကျွေးလို့လာပြီးတော့တွားယူစားလိုက်တဲ့ပုံစံမျိုးတွေပေါက်နေတဲ့ခါကျတော့ တခါလေကျရင်ကိုရမင်းတောင်မှာနော်ဟိုဟာပေါ့နော်မလိမ့်မညာပဲနဲ့ပြောမယ်ဆိုရင်ပေးတော့မပေးချင်ဘူးနော်ကိုရမင်းတောင်မပေးချင်ဘူးနော်သူတို့ရဲ့ကိုင်းတွေပုံလေးတွေသူတို့ရဲ့ပင့်ရင်ပုံလေးတွေကိုကြည့်ပြီးတော့မှကိုရမင်းတောင်မပေးချင်ဘူးပြန်ယူလိုက်ချင်တယ်နော်ဒါပေမဲ့အဲ့သူတို့ရဲ့ယုံကြည်ခြင်းမပါတဲ့လည်းအဲ့လိုဆုံးချက်လို့မရတာကြောင့်မလို့နောက်ပြီးတော့မှနောက်ဒီလိုဒီ စနစ်ကိုအဲ့လိုကြံတောင်းလို့ဒါမှမဟုတ် father ကဟော father နဲ့အတူ now ဒီပူပေါင်းပြီးတော့မှမိစားပူဇော်တဲ့တခြားပုံကြီးမရှိဘူးယွာတွေသွားတဲ့အခါကျရင် father အငြင်းရမယ်သွေးတော့တားတော့နှစ်ပါးလုံးနဲ့ပက်ပြီးတော့တခါလေသူတို့ရှာပေါ်မှာ father တက်မေးတယ်နော်သူတို့ရှာပေါ်မှာတက်မေးတယ်နော်ဘာကြောင့်လဲဆိုရင်ဟာနော်ဒီဟောတန့်ရှင်းနေတဲ့အရာတွေပဲ တန်ရှမ်းမြင့်မြတ်စွာနဲ့အဲ့လိုပြင့်စေခြင်းနဲ့နော်တရားကြီးညိုမှုနဲ့နော်ယုံကြည်ခြင်းနဲ့အဲ့လိုပြင့်စေခြင်းလို့ဖြစ်ပါတယ်ကြည့်ထားလားဖာသာတို့ကကိုယ်တိုင်ကိုရောမြတ်ကိုဖန်ဆင်းထားတဲ့သူတွေကိုယ်တိုင်သွေးတော်သားတော်နှစ်ပါးလုံးကို နေ့စဉ်ပိတ်ယူနေပိတ်ယူနေတဲ့သူတွေအဲ့ဒီလိုကိုရောရှင်ရဲ့သွေးတော်သားတော်ကိုပိတ်ယူပြီးတော့မှဂျူးဂျိုက်စ်ကလုပ်လို့နှက်ဆိုးအင်ပူးနေကြတဲ့ သူ့လေးဖြတ်နေသလားယေရှုသခင်ကိုအသက်ပြာ30နဲ့ရောင်းစားတယ်လို့ပဲနော်ကိုရဲ့မစံမချက်နဲ့လုပ်ရဲ့ကိုရဲ့ယက်တီချက်လွှဲကြော်နေတဲ့နော်ဒီယက်တီချက်တွေကြောင့်ကိုရဲ့အပြောဆိုတွေကြောင့်နော်ကိုရဲ့အပြောဆိုတွေကြောင့်ဘာဖြစ်နေသလဲယေရှုသခင်ကိုရောင်းစားနေတဲ့သူတွေဖြစ်နေသလားဆိုတော့နော်လက်ရှိ ဒါဒီမြမနေဦးတော်နဲ့ရေးမှာကယ်လိသာသနာတော်ကြီးရဲ့ချားတော်ဖာသာဆိုလိုဘူးဒါမဲ့ကယ်လိသာသနာတော်ကြီးရဲ့ယက်တီမှုတွေဟာနော်ယေရှုသခင်ရဲ့သွေးတော်သားတော်ကိုပြင်ယူပြီးတော့မှနတ်ဆိုအကျဉ်းကျဉ်းအခါခါဝင်သွားတဲ့ဂျူဒာအစ္စကာရုတ်လို့ဖြစ်နေပါတယ်ခစ်သက်နော်ဂျူဒာအစ္စကာရုတ်ဖြစ်နေကြပါတယ်ဆိုတော့ဖာသာတို့အနေနဲ့ ကိုရိုမျက်ပက်နေဆိုတာနှက်ဆူအပူခံမှုလားနှက်ဆူမအောင်တော့ပြီးတော့မှကိုရိုရှင်ရဲ့เนาะဒီကိုကျက်မူဇေဟိုက်တွေကိုကိုတဲမှာစိတ်ဝင်ပြီးတော့မှတခြားသူလည်းပဲကိုဟာပြန်ပြီးတော့မှအသက်လိုမျိုးเนาะကူညီနိုင်ဖို့လားအသက်လိုလှုပ်ဆောင်ပေးဖို့လားဆိုတာကိုသိသိချာချာလေးစမ်းသပါเนาะဂျူဂျိုက်စ်ကတော့တလုံးစားပြီးတာနဲ့နှက်ဆူသူ့ကိုသူ့လဲကိုဝင်သွားတယ်လို့ဆိုတာလေအဲ့လိုပဲ အာဒမ်နဲ့အေဝါတို့ဟာလည်းပဲနောက်ဒီမစားရဆိုတဲ့အသီးကိုသူတို့ကိုယ်တိုင်ခူးပြီးတော့မှသူတို့ကိုယ်တိုင်စားခဲ့တယ်အဲ့လိုစားပြီးတဲ့နောက်ပိုင်းဖခင်သခင်နဲ့သူတို့ကဝေးခဲ့တယ်တကယ်တော့ father တို့နေ့စဉ်ရက်စက်ကိုရမျက်ပိတ်ယူခြင်းဟာကိုရောရှင်တို့နဲ့ဝေးပါဖို့မဟုတ်ဘူးပို့ပြီးတော့မှနီးစက်ဖို့ဖြစ်ပါတယ်ယေရှုသခင်လည်းပဲဒီတပည့်တော်ဒီ72ပါးကိုခေါ်လာတယ်ဆိုတာကသူ့ကို ်တစ္ဆာပေါ့ကိုမဟုတ်ဘူးသူ့ကိုတစ္ဆာခံဖို့ဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးတော့ဂျူဂျိုက်စ်ကာရောဟာယေရှုသခင်ကိုတစ္ဆာဖောက်သွားခြင်းနဲ့ဖာဒါရူရောအဲ့လိုတစ္ဆာဖောက်တဲ့နောက်ဖောက်သွားတဲ့သူတွေကဆိုတော့ကိုသိသိကြကြစမ်းစစ်ကြပါစို့ဖျားသခင်ဒီတနုံးနေရှိပါစေကိုရိုင်းဝဉဏ်နဲ့လည်းရှိပါစေအလုံးစုံကိုတတ်နိုင်တော်မူသော ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားဤနာမတော်မြင်နိုင်ကျွန်ုပ်၏လက်တင်ခြင်းနဲ့၎င်းဖျားဤတန်ရှင်တော်မေတော်မာရီယာမေရောင်းကျော်သောသောခင်မောနောတန်စုစေတရားတမန်ပေါင်းသူတော်သူမြင့်အပေါင်းဘရော့အပေါင်းတရားတော်ကြောင့်တည်ခဲ့သောသူပေါင်းတိလာတဲ့အပေါင်းယန္တာပေါင်းတို့တောင်းချောက်ပေးခြင်းနဲ့၎င်းတန်တို့နိုင်နဲ့စိုးရီတကိုတက်တည်ရှိသမျှနဲ့ယောဂဗိဒ္ဓရာပေါင်းအထူးသဖြင့်မတရားအကျံဖတ် ဖက်စစ်စမိတ်တာရိပြည်နေဉ္ဇန်နေဆက်ချင်းချောက်တက်ရှူသွေးခွဲရုပ်မှာပတ်စံမှုများမိဘေးလေးဘေးရေးဘေးစပေးတဘာဝဘေးလူရုပ်မှာတော့ဖန်ပြီးတော့ဘေးရန်ခတ်သိမ်းတို့မှာကျင်းဝေးခွင့်ရကြပါစေတော့အာမင်ပြည်သူပြည်ရန်ပါဝင်တော့အရေးတော်ပုံမောက်ချအေကဉ္ဇန်အမန်အောင်းဝအောင်းပါမင်းအောင်းလဲအောင်းနေပြီလာကြဒုတိယအောင်ကြဆိုနောက်ဆုံးလှိုင်းအင်ဂျန်လှိုင်း